အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခေါက်မှာတော့ drone oracle လေးတွေပေါ့နော် drone တွေကိုတုံးပြီးတော့ကျွန်တော် reading တစ်ခုလုပ်ပေးမယ်ဒီ reading မှာလဲကျွန်တော် cat 1ကိုရေးပါ cat 2ကိုရေးပါ cat 3ကိုရေးပါဆိုပြီးတော့နော်ကြိုပြီးတော့ချိုးမထားတော့ဘူးဒီ video ကြည့်နေတဲ့မိတ်ဆွေတို့နဲ့အတူကျွန်တော် diet ခါတဲ့ live ပဲချိုးမယ်ပြီးရင်ခါတဲ့ပြောလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ drone လေးတွေကို shuffle လုပ်တယ်ပေါ့နော် ဒါကတော့ drone အနေနဲ့ကတော့ကျွန်တော်ရှင်းမှာမိတ်ဆွေတို့ကိုတော့ရှင်းပြထားတာနေရှိတယ်။ပုံမှန်တော့သူကဒီလိုမျိုးဒီကြောက်တုံးလေးတွေတသားတုံးလေးတွေပေါ်မှာပေါ့နော်အဓိကတုံးကြတာပေါ့။ဒါပေမဲ့ကျွန်တော်ကတော့ဒီဗီဒီယိုထဲမှာဒီချာမြင်အောင်ကျွန်တော်မလုပ်ထားလဲဆိုတော့ oracle တွေနဲ့ပေါ့နော်တနည်းအားဖြင့် cut တွေပေါ့နော် cut အမျိုးစားတွေနဲ့ကျွန်တော်အသုံးပြုမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါဆိုကျွန်တော် shuffle လုပ်ပြီးပြီဆိုတာနဲ့ပထမဆုံးတော့စပြီးတော့မလုပ်တော့မယ်ဆိုရင်ချိုးပါမယ်။ချိုးမယ်။ plan ကြည့်လိုက်ပါဘောเนาะတိကက်တိကက်ကြာပါတယ်အဲ့တော့ room ဟာဒီသင်္ကေတအနေနဲ့ဆိုရင်တော့ပါသူဆိုပြီးတော့ခေါ်တယ်ဘောเนาะသူ့ရဲ့နာမည်အရာဘောเนาะအဲ့တော့ပါသူကဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်ကိုကိုလိန်ညာမှုတွေပေါ့နော်ကိုကိုလိန်ညာတယ် ကိုယ်ကိုလိန်လေတယ်ပေါ့နော်အဲ့လိုအရာမျိုးတွေကိုကိုယ်အနေနဲ့ရှာဖွေတွေးရှိနိုင်တော့မယ်ဆိုပြီးအတိပဲရတယ်ကျွန်တော်ကကိုယ်လဲသားမှုတွေကိုယ်လိန်ညာမှုတွေကနေကိုကင်းလွတ်တော့မယ်အဲ့ဒီအရာတွေကိုလည်းကိုယ်အနေနဲ့မဖြစ်နိုင်လဲဆိုရင်သိရှိရတော့မယ်ငါ့ကိုတကယ်လိန်နေရလားတကယ်ပဲမလိန်ဘူးလားသူ့ရဲ့စေနာမှန်လားသူ့ရဲ့စိတ်ရင်းအမှန်လားဆိုတာကိုဒါစတင်သိရှိနိုင်တော့မယ်ဆိုပြီးတော့အတိပဲရပါတယ်ပြီးရင်နောက်တစ်ခုကတော့ဒါကအိမ်ကိုကိုစားပြုတဲ့ round တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့မိသားစုတွေမိသားစုဝင်တွေပေါ့နော်သူတို့တွေကိုအချိန်ပေးပါပြီးရင်နောက်ထပ်တစ်ခုကတော့ဒီကိုယ့်ပုံမှာပေါ့နော်မကောင်းမှုပြုထားတဲ့လူမျိုးတွေလိန်ညာထားတဲ့လူမျိုးတွေကသူတို့တွေကိုယ်ကိုဆက်ပြီးတော့လိန်လို့မရတော့ညာလို့မလဲရတော့ ခါတဲ့သူတို့ရဲ့အလိမ်ညာတွေကိုကွက်ကွက်ကွင်းကွင်းသိရှိရမယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။ပြီးရင်နောက်တစ်ခုကတော့ကိုယ့်ရဲ့ပျော်ရွှင်မှုအခုကာလမှာကိုယ့်ရဲ့ပျော်ရွှင်မှုကအဝေးရမှာမရှိနိုင်ဘူး။ကိုယ့်ရဲ့မိသားစုအတိုင်းအဝိုင်းကျင်းကျင်းလေးထဲမှာပဲသိရှိနေလိမ့်မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။အဲဒီတော့ကိုယ့်ရဲ့မိသားစုအပြင်ကနေကိုယ့်ကိုပေးမဲ့ပျော်ရွှင်မှုဆိုတာမျိုးတွေကတကယ်တော့အတုအယောင်တွေပဲဆိုပြီးတော့ကျွန်တော်အနေနဲ့ပြောခြင်းနဲ့ ဲ့တော့ဒီကာလာမျိုးတွေမှာကျွန်တော်တို့တွေကဘာတွေပဲလှုပ်ဆောင်လှုပ်ဆောင်မလားလုပ်ငန်းအစ်စ်အလုပ်အစ်စ်ပေါ့နော်အလုပ်လျှောက်တာမျိုးပေါ့နော်နောက်ဆုံးချင်းမူကြီးရာမှာကိုစုံတယောက်ကိုဖွင့်ပြောတော့မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုအရာမျိုးတွေဒီရှိနေပြီဆိုရင်လောလောဆယ်အနေထားရပေါ့နော်ကိုယ့်ရဲ့မိသားစုဝင်ကိုယ့်အိမ်တွင်းတွေကလူတွေနဲ့အရင်ဆုံးတိုင်ပင်ပြီးမှလှုပ်ဆောင်မှာဆိုပြီးတော့ ျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်အဲ့တော့နောက်ဆုံးပိတ်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ကို့ဘောမှာရှိတဲ့လိန်လယ်မှုတွေကို့ကိုဖုံးကွယ်ထားတဲ့အရာတွေကိုရှင်းရှင်းလင်းလင်းရှာဖွေသိရှိနိုင်တော့မယ်ဆိုပြီးတော့အသေးပဲရပါတယ်ဒါကတော့ကျွန်တော်ဒီပါသူဆိုတဲ့ရွန်ရဲ့အသေးပဲကိုကြည့်ပြီးတော့မိတ်ဆွေတို့ကို reading လုပ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်နောက်တစ်ကက်လောက်ထပ်ဆွဲကြည့်ပါမယ် ဲ့တော့ကျွန်တော်ချိုးမယ်ကတ်ဆွဲလိုက်ဒီကတ်ကလေးကြာပါတယ်အဲ့တော့ဒီကတ်ကလေးတွေကျွန်တော်စပြီးတော့ reading လုပ်ရမယ်ဆိုရင် outla အနေနဲ့ကသူ့ရဲ့နာမည်ပေါ့နော် outla အနေနဲ့ကကိုအနေနဲ့ပေါ့နော် medias the goose deal အဲ့တော့ဆိုလိုချင်တာကကိုပိုင်ဆိုင်ခြင်းနဲ့ အရာတွေအဓိကကတော့လူကိုဆိုလိုတာမျိုးမဟုတ်ဘူးတက်မဲ့အရာဝတ္ထုမျိုးတွေဥမာအိမ်လိုချင်တာလားကားလိုချင်တာလားပေါ့နော်အဖုန်းအသစ်လိုချင်တာလားပေါ့နော်အချားဘာလိုချင်လဲပေါ့နော်အဲ့ဒီလိုချင်တဲ့အရာတွေကဒီကို့အတွက်ရရှိလာတော့မယ်ဆိုပြီးတော့အသေးပဲရပါတယ်ပြီးရင်နောက်တစ်ခုကဘလိုအရာမျိုးတွေကနေ ကိုယ်ကိုလွှမ်းမိုးနေလဲဆိုရင်ကိုယ့်ရဲ့တနည်းအားဖြင့်မျိုးရိုးဗီဇလို့ခေါ်တဲ့ကိုယ့်ရဲ့အဖိုးအဖွားတွေပေါ့ဒီကြားထဲမှာသူတို့ရင်းနဲ့ပတ်သက်တဲ့အိမ်မက်မျိုးတွေမြင်မက်တာမျိုးရှိလာမယ်ဆိုရင်မိစေအတွက်ကတော်တော်ကြီးကောင်းတဲ့အခြေအနေကိုရောက်နေပြီဆိုပြီးတော့သတ်မှတ်လို့ရပါတယ်ဝန်ကွယ်လွန်သောရာရီဖြစ်တဲ့ကိုယ်နဲ့မိလိုက်တဲ့ပေါ့နော်ဘိုးဘေးတွေပေါ့နော်ဘိုးဘွားတွေအဖေအမေတွေပေါ့နော်အဖေအမေတွေလက်ရှိမှာမရှိတော့ဘူးဆိုတာမျိုးဆိုရင်ပေါ့နော်အဲ့လိုမျိုးသူတို့ရင်းအိမ်မက်မက်ပြီဆိုတာ ਨੇ ကိုယ်အနေနဲ့ ငွေကြေးရောအလုပ်ကံရောပို့ပြီးတော့ကောင်းမွန်လာမယ့်အခြေအနေကိုကြောက်ရှိလာပါလိမ့်မယ်အဲ့တော့အဲ့လိုမျိုးအိမ်မက်မဲ့တယ်ဆိုရင်ကျွန်တော်အကြံထုတ်တော့ပေးခြင်း ਨੇ ထီထိုးကြည့်ပါထီထိုးရဲ့နေရာမျိုးမှာလဲကျွန်တော်တို့၃ငနန်းနဲ့ပေါ့နော်၃ငနန်းနဲ့အစာပြုတဲ့၃ငနန်းနဲ့စုံတဲ့၃ငနန်းအများဆုံးပါတဲ့ဒီလက်မှတ်မျိုးကိုရွေးထိုးပေးပါခုတော့ရှိရယ်ဆိုတော့ကိုယ့်ရဲ့ဘိုးဘေးတွေနဲ့ပတ်သက်ပြီးတော့အိမ်မက်မြင်မက်မှုတွေ ဖြစ်တာမျိုးအခြေအနေမျိုးမှာဒါမျိုးကိုလှုပ်ဆောင်တင်ပါတယ်ပြီးကြရင်နောက်ဆုံးကကိုယ့်ရဲ့ဝိုးဘေးတွေအပြင်ပေါ့နော်ကိုဟုတ်ရှိရှိမှတွေ့ခဲ့တဲ့မျိုးတွေကမှုတ်တိတိုင်အောင်ပေါ့နော်ဟိုငငယ်ကမြင်ခဲ့ဘူးတယ်အခုတော့တို့တွေကွယ်လွန်သွားကြပြီမရှိတော့ဘူးငငယ်ကစကားပြောခဲ့ဘူးတယ်တို့တွေကွယ်လွန်သွားကြပြီမရှိတော့ဘူးပေါ့နော်အဲ့တော့တို့တွေကိုကိုတစ်ခုခုအခက်အခဲဖြစ်နေတဲ့အချိန်မှာပေါ့နော် ကိုကိုဟိုးငငယ်လေးကအကူညီခဲ့တဲ့ဆောင်းမပေးဘူးခဲ့ပေးခဲ့ဘူးတဲ့သူတွေရဲ့အရာတွေကိုပြန်လေတောင်းတလိုက်ပါဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းနဲ့အဲ့တော့ဒီကကဘာလို့လွန်မုန်းနေလဲဆိုရင်ကိုယ့်ရဲ့ကွယ်လွန်သားကြီးဖြစ်တဲ့ဟိုးရှေးရှေးကပေါ့နော်ဘိုးဘေးတွေသူတို့တွေရဲ့အရာမျိုးနော်သူတို့နဲ့ပတ်သက်ဆက်နွယ်တာမျိုးတွေသူတို့နဲ့အိမ်မက်မက်တာမျိုးတွေဆိုရင်မိတ်ဆွေတွေအကောင်းနေစပြီးတော့လာနေပြီဆိုပြီးတော့အိမ်ပဲရတယ်ငွေလုံးကြီးတွေဝင်ဝင်ရှိတယ် ျွန်ရှေ့ကပြောတဲ့အတိုင်းပဲထီထိုးတာတွေလောက်ဆောင်တင်နေဆိုပြီးတော့ကျွန်တော်အနေနဲ့ကြံပေးနေတဲ့ဒီ reading လေးကိုတော့ခိတနားလိုက်ပါမယ်အဲ့တော့အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်နေကျွန်တော်တို့နောက်ဗီဒီယိုတွေမှာလည်းဆက်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်